အလုံးမေမင်္ဂလာပါရှင်။ Audio Polyby ပိုင်း Emon Sore Page လေးကနေပြန်လည်ပြည့်ကျစ်ဆူလိုက်ပါရယ်။ဒီနေ့လေးမှာတော့ Data Beauty ရရှိတာမျှဝေထားတယ်။မနာလူချင်းတွေအကြောင်းဆိုတဲ့စောင်းပါလီကိုဖတ်ပြပေးကြပါရယ်ရှင်။စောင်းပါလီရဲ့အစမှာလူဆိုရာကကိုနဲ့လုံးဝမသက်ဆိုင်တဲ့သူတွေကိုဆိုရင်မနာလူမဖြစ်ကြပါဘူးတဲ့။ကိုလုံးဝလက်လန်းမမီလောက်အောင်အောင်မြင်နေရင်လည်းမနာလူမဖြစ်ကြဘူး။ ကိုနဲ့လည်းနေပဲချင်းတူတဲ့အပြတ်သက်ကြီးလည်းဖြစ်မနေဘူးဆိုရင်တော့မနာလိုဖြစ်လာတတ်ကြပါရဲ့မနာလိုဖြစ်ရတဲ့အကြောင်းရင်းတွေကိုလိုက်ဖက်ကြည့်တဲ့အခါနံပါတ်1ကိုကိုကိုမကျေနပ်တာကနေစပါရဲ this satisfaction ဖြစ်တာပါကိုမှရှိတာတွေကိုမမြင်တော့ဘဲနဲ့ကိုမှမရှိတာတွေကိုပဲကွက်ကြည့်ပြီးမကြည့်မနှက်ဖြစ်နေသူတွေပါဥပမာကိုမှကအမျိုးသားလေးရှိတယ်မိသားစုလည်းပျော်ပျော်ရှင်ရှင်ပဲ ဒါပေမဲ့အပြင်လုံးမလုံးရတဲ့အတွက်သူ့ကိုယ်သူမကြည်နဲ့ဘူးအဲ့ဒီခါကိုအမျိုးတွေကပဲဖြစ်ဖြစ်တငယ်ချင်းတွေကပဲဖြစ်ဖြစ်ကိုပါရဲ့လုံးလုံးနေသူတွေကိုဆိုရင်ကြည်မရတော့ဘူးနောက်ွယ်မှာမကောင်းပြောတတ်လာတယ်သူတပားရဲ့အလုပ်ကိုလောင်ပြောင်တတ်လာပါတယ်နံပါတ်၄ comparison ဝတ်အားသာကိုကိုကိုယ်သူများနဲ့နှိုင်းရှင်တာပါဒါကတော့အပေါ်မှာပြောခဲ့သလိုပဲလူတဘာဝပါပဲ အဲ့ဒါကိုမှဆိုရှယ်မီဒီယာကမိလောင်ရလေးပင်လုပ်ပေးပါတယ်။ဒါကြောင့်လဲဆိုရှယ်မီဒီယာကိုတတိလေထားပြီးသုံးကြဖို့ပြောလာရတာပါ။နံပါတ်3 Pride ဂုံမောက်တာမာနကြီးတာပါ။သူတို့ကြတော့တမျိုးပေါ့နော်။ကိုကိုကိုမှကောင်းနေတော်တယ်ထင်တဲ့လူစားမျိုးတွေပါ။အဲ့လိုလူတွေကကြာတစ်ဖက်သားကိုမလေးစားဘူး။အားနည်းချက်ကိုမရရအောင်ရှာပြီးနှိမ်နေ။ဥပမာငါကပါလို့ဒီလိုလူမျိုးနဲ့အခုမှတက်တစ္ဆာလေးနဲ့တွဲပြီးပြောရမှာလေ။ သူရဲ့နာမည်ကိုငါမသိဘူးဆိုပြီးချိုးလိုက်တဲ့အချိုးမျိုးတွေလုတ်တက်ကြပါတယ်။ဒီနေရာမှာကိုချင်းသိခါပြည့်ရွံသူမို့အလုတ်တွေမလုတ်ချင်တာမဆိုလိုပါဘူးနော်။နံပါတ်၄ low sat a string ကိုကိုကိုလေးစားမှုအားနေတာပါတဲ့။ကောင်းလေးပဲဖြစ်ဖြစ်ကောင်းမလေးပဲဖြစ်ဖြစ်သိတဲ့ဝင်းတိုတက်တဲ့ရီစားတွေအိမ်နောက်ဘက်တွေကိုဆိုရင်ကြည်ကြည်လိုက်ပါ။အများစုဟာသူတို့ကိုသူတို့အားမရဘူး။သူ့ရီစာသူ့အိမ်နောက်ဘက်ရဲ့ပဝင်ချင်းမှရှိသမျှလူတွေဟာသူ့ထက်သားရဲ့လူထင်နေတတ်ပါတယ်။အဲဒီတော့စိတ်ရင်သွားမှဆိုတဲ့ အဲ့ဒီအခါတဝင်းတိုးတယ်ချုပ်ချယ်လာတယ်ညတော့အဖြစ်အလုံးမလုံးဝင်ဝင်မရှာနိုင်တဲ့အမျိုးသားအမျိုးသမီးတွေလိမ်မှုဆိုင်ရာမှာမစွမ်းဆောင်နိုင်တဲ့အမျိုးသားကလေးမွေးမပေးနိုင်တဲ့အမျိုးသမီးတွေမှာအဲ့ဒီလူမျိုးလေးတွေတွေ့ရတတ်ပါတယ်ဇန်နာခွဲထားတာမဟုတ်ဘဲနဲ့ဖြစ်တတ်တဲ့သဘောကိုရေးထားတာပါနံပါတ်5ဒီဇိုင်းရလူချင်းတက်မဆိတ်များတာပါတဲ့ဘဝမှာတိတ်ပြီးလည်းမအောင်မြင်ခြင်းအေးချမ်းချမ်းပဲဖြတ်တန်းခြင်းတဲ့သူတွေဟာမနာလိုစိတ်လည်းနေတတ်ကြပါရဲ့တဲ့ဘသူကိုမဆိုမူတီတာပွားနိုင်တယ် လိုချင်တက်မစိတ်အောင်မြင်လို့စိတ်အရာရာမှာပထမဖြစ်လို့စိတ်ရှိသူတွေကတော့ပို့ပြီးမနာလို့မိတတ်ကြပါတယ်တဲ့အဲ့လိုမနာလို့စိတ်များလာရင်ဘာဖြစ်လာတတ်တယ်လဲဆိုတော့စိတ်တက်ကြလာတတ်ပါတယ်တဲ့ကိုဘွားကိုအားမရဘူးသူများကိုမကောင်းပြောဖို့တိုက်ခိုက်ဖို့ပဲစဉ်းစားတယ်အတင်းပြောတယ်အပုတ်ချတယ်သူများနဲ့တစ်ချိန်လုံးနှိုင်းရှင်နေတဲ့အတွက်ဘလောက်ဖယ်ပြေဆုံးနေပါစေမချေနှံ့နိုင်ဘူးသိန်း300တန်ကားစီးနေလဲ900တန်လိုချင်နေတော့မယ်သိန်း900တန်ရသွားတော့လဲ1000တန်လိုချင်နေတော့မယ် မိဘတငယ်ချင်းချစ်သူအိမ်တော်ရေလုပ်ငန်းခွင်ဘလို့ဆက်ဆက်ရေးမျိုးမမဆိုအဆင်မပြေတတ်ပါဘူးသူ့ကိုဦးစားပေးမှကြိုက်တယ်ဆိုတာမျိုးဖြစ်နေတတ်ပါတယ်ကျွန်တော်ထင်ပါတယ်အနည်းနဲ့အများသာကြွားချပါလိမ့်မယ်ကျွန်တော်တို့အားလုံးမှာမနာလိုစိတ်တွေရှိကြတာကြီးပါပဲရှိနေတဲ့မနာလိုစိတ်လေးတွေကိုဖိနေနိုင်အောင် နေသက်သက်နေသွားအောင် လုပ်လို့ရပါတယ်အဲ့ဒီအတွက်အကြံပေးချင်တာလေးကတော့နံပါတ်1ရိုးသားပါဒီစာကိုဖတ်ပြီးသူများတွေကိုပဲမျက်စိနဲ့မမြင်အောင်ပါနေတဲ့ ကိုရဲ့မနာလိုစိတ်ကိုလည်းကိုပြန်ကြည့်လိုက်ပါတဲ့အရှိကိုအရှိတိုင်းလက်ခံလိုက်ပါနံပါတ်2ကို့မှာရှိရာတွေကိုတန်ဖိုးထားတတ်ပါစေတဲ့ဖြစ်နိုင်ရင်စာအုပ်ထည့်ချရေးထားလိုက်ပါတဲ့ဥပမာကို့မှာပျော်စရာမိသားစုရှိတယ်အလုပ်ကိုင်းလည်းရှိတယ်ကျမ်းမာရေးလည်းကောင်းတယ်လ ీల တင်ယူနိုင်တဲ့အုံနိုင်လည်းရှိတယ်စသဖြင့်ပါနံပါတ်3ဆိုရှယ်မီဒီယာကိုသတိထားသုံးပါတဲ့အောင်မြင်နေတာမြင်တိုင်းအရာရာအဆင်ပြေနေတယ်မထင်လိုက်ပါနဲ့တဲ့ တဖက်လူကလည်းသူအစဉ်ပြေတဲ့အပိုင်းလေးကိုပဲကွက်ပြလို့ကိုကမြင်ရတာပါအားလုံးဟာကိုနီကိုဟန်နဲ့ကိုတော့ခွေးဖြစ်နေကြတာကြီးပါပဲတဲ့အဲ့ဒီလူလေးသဘောပေါက်ထားပါတဲ့နံပါတ်၄သူများအကြောင်းမတွေးမိရအလုံးများများလုပ်ပါတဲ့အလုံးရှုံနေရင်ဘသူပဲရောက်လို့ဘာတွေလုပ်ပြီးဘာတွေဖြစ်နေလဲငါ့ကိုဘယ်လိုတွေပြောနေလဲဆိုတာတကယ်ကိုမတွေးနိုင်တော့တာပါ အလုတ်အားနေတဲ့သူကသာမနာလိုစိတ်ပိုဖြစ်တတ်တာပါအလုတ်တွေရှုပ်တဲ့အခါနားရလိုချင်ကြပြီမယ်တကယ်သာအလုတ်နားရကြည့်တင်ငယ်စိတ်အမရတဲ့စိတ်မနာလိုတဲ့စိတ်တွေကတည်တည်တတ်တာကိုဖြစ်လာတာပါနံပါတ်၅ကိုကိုကိုလေးစားတတ်ပါစေတဲ့မပြည့်တဲ့အိုပေါင်းပင်ခတ်ဆူတယ်လို့ပါပဲကိုကိုကိုလေးစားမှုမရှိတဲ့လူဟာမနာလိုစိတ်ပိုဖြစ်တတ်ပါတယ်တဲ့ကိုကိုကိုလေးစားတဲ့သူကတော့သူတစ်ပါးကိုလည်းလေးစားတယ်တံမိုးထားတတ်တယ်အဲ့ဒီအတွက်အတွေးတွေအပြောတွေနဲ့ဒီမရပါဘူး လုံရက်ပါလိုအပ်လာပါတယ်လူတယောက်ဟာ ကိုကိုကိုလေးစားတတ်ဖို့ self image ကောင်းဖို့ဆိုရင် CAC ဆိုတဲ့အချက်၃ချက်မဖြစ်မနေလိုအပ်ပါတယ်တဲ့နံပါတ်1ကျွမ်းကျင်မှု competence နံပါတ်2ပြီးမြောက်အောင်မြင်မှု achievement နံပါတ်3ပုံဝင်ခြင်းကိုအကျိုးပြုနိုင်မှု contribution အဲ့ဒါတွေရှိမှလူဆိုတာကိုကိုကိုလေးစားနိုင်ပါတယ်တဲ့ မနာလိုစိတ်ဟာတဘာဝဆိုပေမဲ့တတိထားကင်တွေ့ဖို့ကောင်းပါတယ်တဲ့တခြားသူတွေအောင်မြင်လို့ကိုကမနာလိုဖြစ်ရတယ်ဆိုတခြားသူတွေကိုမအောင်မြင်မဲနေခိုင်းလို့မရပါဘူးအဓိကပြဿနာကကိုရဲ့အတွင်းစိတ်ထဲမှာရှိနေတာပါဒါကိုဖြေရှင်းဖို့ကလည်းကိုမှပဲတာဝန်ရှိပါတယ်ဆိုပြီးဆရာရဲ့ဆောင်ပါလေးကိုဒီညာလေးမှာပဲအဆုံးသတ်ထားပါတယ်ရှင် ဆရာကြီးတန်းနေတဲ့အခုလိုစာပေလေးတွေကို update ဖတ်ရှုခြင်းနဲ့ဆိုရင်တော့ဆရာရဲ့ Facebook page ဖြစ်တဲ့ Dr. Phu Thi Ha ဆိုတဲ့ page လေးမှာတာရောက်ဖတ်ရှုလို့ရသလိုဆရာကြီးတထုတ်ဝေပြီးဖြစ်တဲ့စာအုပ်တွေကိုလည်း wave update ဖတ်ရှုလို့ရပါတယ်ရှင်။ပြီးဆုံးတဲ့ဒီနောက်ထပ်ပေးကြရတဲ့တူတယောက်ချင်းစီတိုင်းကိုအများကြီးကျေးဇူးတင်ပါတယ်။နောက်ထပ်ဆောင်ပါလေးတွေမှာလည်းထပ်ပြီးဆုံးပေးကြပါအောင်စနော်။